ဒီနေ့တော့ event order စာအခန်းကြီး၁ဖြစ်ပါတယ် event order စာအခန်းကြီး၁အငယ်၁မှ၁၄ဘုရားသခင်၏အလိုတော်အားဖြင့်ယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည် event မြို့၌နေသောတန်ရှင်းသူတည်းဟုသောယေရှုခရစ်ကိုယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။သခင်ယေရှုခရစ်နှင့်ငါတို့အဖတည်းဟုသော ဘုရားသခင်ထံတော်ကကြီးစွာသောနှင့်ညီတဲ့ချင်းသည်တင်တို့၌ရှိပါစေသောငါတို့သည်ဘုရားသခင်ရှိတော်၌မေတ္တာအားဖြင့်တန်ရှင်းလျက်အပြစ်ကင်းလွတ်လျက်ဖြစ်မိအကြောင်းဤကဘာမတိမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်ညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသော ငါတို့သခင်ယေရှုခရစ်ခမည်းတော်ဖျားသခင်သည် မင်္ဂလာရှိတော်မူစေတည်းထိုဖျားသခင်သည်ချစ်တော်မူသောတားတော်ကြောင့်ငါတို့အားပေးတော်မူသောခြေဆုတော်ဤဘုံတရီကိုချီးမွမ်းစေခြင်းကငါတို့သည်ယေရှုခရစ်အားဖြင့်တားအရာကိုရမည်အကြောင်းအလိုတော်ရှိသောစေတနာတိုင်းရှေးမစွာကခွဲခန့်မှတ်သားတော်မူ၏ခတ်သိမ်းသောတရီပညာတော်နှင့်လျော်စွာငါတို့၌အတိုင်းထက်အလွန်များလှစွာသော ်ဂျေစုတော်သည်ကျယ်ဝပြည့်စုံသည်နှင့်ညီထိုသားတော်၏အသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းသည်ဟုသောရွေးနှုတ်တော်မူခြင်းဂျေစုကိုငါတို့သည်ခံရကြ၏ဘုရားသခင်သည်နှလုံးသွင်းတော်မူသောစေနာတော်နှင့်လျော်သောအလိုတော်၏နည်းနည်းသောအရာကိုငါတို့အားပြတော်မူ၏ထိုနည်းနည်းသောအရာဟုမူကားကာလအချိန်စည်စုံခြင်း၏သာသနာတွင်ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍ခရစ်တော်၌ချုပ်ချစေတော်မူလိမ့်သည်မိမိစေနာ၏အလိုတော်တို့လိုက်၍အလုံးစုံတို့ကိုစီရင်ပြုပြင်တော်မူတတ်တော်သူ၏ကြံစီခြင်းရှိသည့်အတိုင်းရှေးမစွာကခွဲကမ်းမှတ်သားတော်မူသည်နှင့်အညီငါတို့သည် ထိုခရစ်တော်အားဖြင့်အမွေခံဖြစ်ကြ၏အကြောင်းမူကားခရစ်တော်ကို မျှော်လင့်နှင့်သောငါတို့အားဖြင့်ဘုံတော်ကိုချီးမွမ်းစေခြင်းအကြောင်းဖြစ်သည် သင်တို့သည်လည်းကဲတင်တော်မူခြင်းအကြောင်းနှင့်ရှင်သောအေဝံဂလိတရားဒီဟုသောတမန်တရားကိုကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နှင့်ရှင်သောတန်ရှင်သောဝိညာဉ်တော်၏တစိခတ်ခြင်းကိုခံရကြပြီးပိုင်ထိုက်တော်မူသောသူတို့သည်ဘုံတော်ကိုချီးမွမ်းခြင်းအကြောင်းနှင့်ရွေးနှုတ်တော်မူခြင်းသို့မရောက်မီကာလပတ်လုံးထိုဝိညာဉ်တော်သည်ငါတို့အမွေ၏စယံဖြစ်တော်မူ၏ အငယ်15မှ23ထိုကြောင့်တင်တို့သည်သခင်ယေရှုကိုယုံကြည်ခြင်းနှင့်တန်ရှင်းသူအပေါင်းတို့ကိုချစ်ခြင်းအကြောင်းကိုငါသည်ကြားပြီးလင်တင်တို့ကိုအကြောင်းပြု၍ဂျေဇုတော်ကိုအစင်မပြတ်ချီးမွမ်းလျက်တင်တို့အဖို့လို့ငါဆုတောင်းပတနာပြုလျက်နေ၏ဆုတောင်းသောအချက်ဟုမူကားငါတို့သခင်ယေရှုခရစ်ဘုရားသခင်ဖြစ်တော်မူသောဘုံကြီးသောအဖခမည်းတော်သည် ကိုယ်တော်မြတ်ကိုတည်ခြင်းလို့ငါပညာကို၎င်း ထိုးသွင်းသောညံကို၎င်းတင်တို့အားပေးပါမိအကြောင်းခေါ်တော်မူသောကြောင့်မျော်လင့်ရသော အရာကားအဘေရာဖြစ်သည်ကို၎င်းတန်ရှင်းသူတို့သည်ခံရသောအမွေတော်ဤဘုံစည်းစိမ်ကားအဘေမြလောက်ကြီးသည်ကို၎င်းယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလှစွာသော တကူတော်ကားအဘေမြလောက်ကြီးသည်ကို၎င်းတင်တို့သည်သိစေခြင်းကတင်တို့၏ညံမျက်စိကိုလင်းစေပါမိအကြောင်းဆုတောင်းပတနာပြု၏ ထိုတကူတော်ကခရစ်တော်ကိုတည်ခြင်းမှထမ်းမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကူအာနုဘောအရှင်ကဲ့သို့ဖြစ်၏ခတ်သိမ်းသောအထွတ်အမြတ်အာနာစေတကူအစိုးရခြင်းမှဆ ảy ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက် ကောင်းကင်အရ၌မိမိလက်ရတော်ဘက်မှ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အားပေးတော်မူ၍ခြေဖွားတော်အောက်သို့အလုံးစုံတို့ကိုချထားသဖြင့် အသင်းတော်အဖို့လို့ငါသူ့ကိုအလုံးစုံတို့၏အချုပ်ချာဥကောင်းဖြစ်စေတော်မူ၏ထိုအသင်းတော်ကအလုံးစုံတို့ကို အလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းဤဟုသောခရစ်တော်၏ကိုဖြစ်သည်โอเคနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်